ကချင်ဝေးကိုအမြင်ဆောင်ကြည့်အောင်နေကြတဲ့ပရိသတ်တွေအလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ထားပါရယ်။ကချင်ဝေးကနေအပတ်စဉ်တိုင်းတင်ဆက်ပေးနေတဲ့အဒီတာနဲ့အတူစီးရီးနိုင်ငံရေးတုံးတက်ဆွေးနွေးခြင်းအစီအစဉ်ကနေပြီးမှပြန်လည်ကြိုဆိုပါရယ်။မင်္ဂလာပါဆရာ မင်္ဂလာပါညီမဟုတ်ကဲ့ဆရာအဲဒီတပတ်မှာတော့ဗောနော်ဒီစစ်ကောင်စီကလေချောင်းတိုက်ခိုက်မှုတွေကိုဒီကာလအတွင်းမှာပုံပြီးမှပြုလုပ်လာတယ်ဆိုတာဘာကြောင့်မို့လို့ဆိုတော့အဲဒီခေါင်းစဉ်ကိုဦးတည်ပြီးမှဆွေးနွေးဖို့စီစဉ်ထားပါတယ်ဆရာဟုတ်ဟုတ်ဆွေးနွေးကြည့်အောင်ဟုတ်ကဲ့ဆရာဒီတရင်ဌာနတွေမှာရောဒီလက်ရှိမြေပြင်တွေမှာရောဒီမြင်တွေ့နေရတဲ့အတိုင်းပေါ့နော်စစ်ကောင်စီတပ်ကဒီနောက်ပိုင်းမှာဒီလေချောင်းတိုက်ခိုက်မှုတွေကိုပုံပြီးမှလုပ်လာတယ်ဆိုတော့ဒီဟာက သူ့အတွက်တိုက်ခိုက်ရမယ်စစ်မျက်နှာပြင်ရောရွာလို့လားဒါမှမဟုတ်ဒီမြေပြင်မှာတုံးရမယ်စစ်အားရောရွာလို့လားအာဒီဘာကြောင့်မို့လို့ဒီချောင်းကိုပို့ပြီးမှအတုံးပြူလာနိုင်အဲဘာကြောင့်မို့ဒီချောင်းကိုပို့ပြီးမှအတုံးပြူလာနေရလဲပေါ့နော်ဆရာဒီဟာနဲ့ပတ်သက်ပြီးမှဘယ်လိုမြင်မိပါသလဲဟုတ်ကဲ့ဗျာ ဒီလေကြောင်းတက်ခိုက်မှုနဲ့ပတ်သက်ပြီးမှညီမနဲ့ကျွန်တော်ဒီ Nissan January လဒီအစပိုင်းမှာဆွေးနွေးခဲ့တာပေါ့နော်ဒီနေ့ကလေကြောင်းတက်ခိုက်မှုပိုပြီးမှများလာနိုင်တယ်စစ်ကောင်စီဘက်ကတက်ခိုက်တဲ့ဟာတွေကဒီလေရင်ဘုံကျဲတက်ခိုက်မှုတွေပိုပြီးအသုံးပြလာနိုင်တယ်ဆိုပြီးမှဆွေးနွေးခဲ့တဲ့ဟာရှိခဲ့တာပေါ့နော်ဆိုတော့အခုဒီစစ်ကောင်စီရဲ့လေကြောင်းတက်ခိုက်မှုကိုစဉ်းစားကြည့်လို့ရှိရင် ူတို့ကစစ်ရဲအနေနဲ့ပဲလေချောင်းတိုက်ခိုက်တာမဟုတ်ဘူးအဲကျွန်တော်မြင်မိတဲ့ဟာကစစ်ရဲရည်ရချက်ပါတယ်လို့အဲ့ထဲမှာအဓိကအဖြစ်နိုင်ငံရဲ့ရည်ရချက်နဲ့ဒီစီးပွားရေးရည်ရချက်ကအဓိက ပါဝင်လာရလို့ကျွန်တော်စဉ်းစားမိတယ်ပါအဲနိုင်ငံရဲ့အရဆိုရင် ဘာကိုအဓိကထားပြီးမှကျွန်တော်တို့ပြောလို့ရလဲဆိုရင်ဒီတော်လိုင်းရဲ့အဖွဲ့အစည်းတွေထိန်းချုပ်ထားတဲ့လူမျိုးနေမည်လူခေါ်တဲ့ data နေမည်တွေမှာကောင်းကောင်းမွန်မွန်လုံးဝအုပ်ချုပ်ခွင့်မရစေရဘူးဆိုတဲ့နိုင်ငံရဲ့အရာအားတာသွားမဲ့အချက်ကိုတူတူကနောက်ဆက်တယ်လို့ကျွန်တော်ကအဓိကဖြစ်အဲ့ဒီတစ်ချက်မြင်မိတယ်။နောက်စီးပွားရေးအရာဆိုတဲ့ဟာကတူရုကိုတိုင်ထုတ်ပြန်ထားတဲ့ဟာရှိရဲ့ဒီတန်ဇာတာတူးဖော်နေတဲ့နေမည် data တွေကိုတူတူတိုက်ခိုက်မဲ့ဖြစ်စီမဲ့ဆိုတဲ့ဟာမျိုးဒီတန် ံစာကထွက်ရှိတဲ့ဝင်ငွေရတဲ့နေမီဒေတာတွေဒူဒူလက်လွတ်လိုက်ရတဲ့အတွက်ဒီဒူဒူလက်လွတ်ခဲ့တဲ့နေမီဒေတာတွေမှာဒီဒေါ်လာရဲ့အဖွဲ့အစည်းတွေအနေနဲ့လည်းဝင်ငွေကောင်းကောင်းမွန်မွန်ရှာလို့မရအောင်ဒူဒူနောက်ဆက်ဖြည့်စည်တာလည်းတကြောင်ပါတယ်အဲအခြားတစ်ဖက်အနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်တော့တရံစာတော့တူးဖို့မယ်ဆိုရင်ဒူ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 ရဲ့အကျူးခံစားမှုမပါဘဲနဲ့လုံးလုံးမရဘူးဆိုရဲစီးပွားရေးလုံးမဲ့လူတွေကိုလည်းဒူဒူ အဲတင်းပေးခြင်းတဲ့ပုံစံမျိုးလို့ကျွန်တော်အမြင်အဲအလို့မြင်တာပေါ့နော်ဒါကြောင့်မို့အဓိကအဖြစ်တော့ဒီကြေးရွာတွေမှာဘုံကျဲတာစီးရဲပြတ်မမဟုတ်တဲ့နေရာတွေမှာဘုံကျဲတဲ့ဟာကစီးရဲတက်တက်ပဲမဟုတ်ပဲနဲ့နိုင်ငံရေးစီးပွားရေးရည်ရွယ်ချက်တွေပါတယ်လို့ကျွန်တော်ကအဲ့လိုစဉ်းစားမိပါတယ် ဟုတ်ကဲ့ဆရာပြီးတော့ဒီခုနကဆရာပြောရတဲ့အထက်မှာပါတဲ့ဒီအရက်သားတွေနေတဲ့နေရာကိုဒီဥတီချက်ရှိရှိပြင့်မဲ့ထားနေတာကကျတော့ဒီစစ်ကောင်စီကဘလို့ရည်ရွယ်ချက်ရှိနေလို့ဒါမျိုးတွေလုပ်တာဖြစ်မလဲပေါ့ဟုတ်တယ်အတိတ်ကအဖြစ်တော့ဒီအရက်သားပြင့်မဲ့တွေကိုသူတို့လင်ပုံးကျတဲ့ဟာကနိုင်ငံရေးရည်ရွယ်ချက်ပုံများတာပေါ့နော်သူတို့ရဲ့အရက်သားပြင့်မဲ့တွေမှာ ပုံးကျတဲ့ဟာကအာဘာဖြစ်လို့လဲဆိုရင်စောစောပြောတော့တော်လန်ရဲ့အဖွဲ့တွေရဲ့ဒီထိန်းချုပ်နေမြေတွေမှာပြည်သူတွေလုံခြုံ စိတ်ချရတဲ့စိတ်မခံစားရအောင် ူတို့ကနောက်ဆက်တာပြည်သူတို့နောက်ဆက်တာပြည်ဒီတော်လိုင်းရဲ့အဖွဲ့တွေထိန်းချုပ်ထားရင်လည်းပြည်သူတွေကတော်လိုင်းရဲ့အဖွဲ့တွေကိုအားကူးလို့မရဘူးဆိုရက်တော်လိုင်းရဲ့အဖွဲ့တွေကိုအားကူးခြင်းနဲ့မျောလင်းချက်တွေကို အဲ B2D ရဲ့မျောလင်းချက်တွေကိုသူတို့ကဖြစ်စီလိုက်ပြီးမှ နောက်ဆက်ဖြစ်စီနေတဲ့သဘောမျိုးပေါ့ဆိုတော့ B2D ရဲ့ဒီအဲတော်လိုင်းရဲ့အပေါ်မှာမျောလင်းတဲ့ဒီအောင်စိတွေကိုသူတို့ကတွေ့ဝေတော့အောင်အဲဇွေစွာဖြစ်တော့အောင်သူတို့ကအယတပြတ်မှတ်တွေကိုလိုက်လံဘုံကျဲပြီးမှဒီနိုင်ငံရေးရည်ချက်အရာ B2D ရဲ့စိတ်မလုံးချုံအောင်သူတို့နောက်ဆက်နေတယ်တိုက်ခိုက်နေတယ်လို့ကျွန်တော်အဲ့လိုမြင်တယ်အဓိကဖြစ်တော့တော်လိုင်းရဲ့အဖွဲ့တွေက အုတ်ချုပ်မှုရန်တရားတွေကိုအကောင့်ထယ်ဖို့လို့မရအောင်ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအကောင့်ထယ်ဖို့လို့မရအောင်ဖွံ့ဖြိုးရေးလို့ပြောရင်ဒီကျမ်းမာရေးပညာရေးတခြားဒေတာအတွက်စီမံခန့်ခွဲမှုတွေမလုပ်နိုင်အောင်တူတူကနောက်ဆက်တယ်ဒီမှာရှိတဲ့ပြည်သူလူကြီးရဲ့စိတ်တွေလုံခြုံမှုမရှိအောင်တူတူကလေရင်ဘုံကျဲပြီးမှရိုက်တွင်းပေးနေတယ်ပြည်တော်လန်ရဲ့ ဖွဲ့တွေနဲ့ဒီ B2B ဈာထဲကအပြန်လန်အားကိုးယုံကြည်မှုကိုတူတူကလိုက်ပြီးမှဖြစ်စည်းနေတဲ့သဘောနိုင်ငံရေးရွေချက်ပို့ပြီးမှအအတိတ်ကကြရတယ်လို့ကျွန်တော်အဲ့လိုမြင်တာပေါ့နော်ဟုတ်ကဲ့ဆရာဒီပြီးခဲ့တဲ့တစ်ခေါက်မှာဖြစ်သွားတဲ့ဒီ DPN စာတင်ကြောင်းကိုလေချောင်းနဲ့ပြစ်ခတ်ခဲ့တဲ့ဖြစ်စဉ်မှာဆိုရင်ပေါ့နော် အာဒါလူလူကြားထဲမှာအမြင်နဲ့အမျိုးမျိုး क्वे ပြားသွားတာကိုလည်းတွေ့ရတယ်ပေါ့အာဒီလိုမလုံခြုံတဲ့အခြေအနေမျိုးမှာဒီအန်ယူဂျီအစိုးရကစာတင်ဆောင်တွေဖွင့်လို့ဆိုပြီးအပြစ်တင်တဲ့အဲလူတွေလည်းရှိတယ်လို့ပြီးလို့ရှိရင်ဒီတော်လန်ရေးအဖွဲ့တွေကဒီစာတင်ကြောင်ဖျားကြောင်ဆေးရုံစတဲ့ဒီလိုမျိုးနေရာတွေမှာအရက်သားနဲ့တက်ဆိုင်တဲ့နေရာတွေမှာစကန်ချလို့စီးရေးဆိုင်ရာကိစ္စရက်တွေပြုလို့လို့ဒီစစ်တပ်ကဒီလိုလေးကြောင်နဲ့ဘုံကျဲရတယ်ဆိုတဲ့ဟာမျိုးတွေပေါ့နော်အာစသဖြင့်အကြောင်းအရာအမျိုးမျိုးနဲ့လူထုကြားမှာဝေဖန်စရာတွေဖြစ်နေတယ်ပေါ့နော်ဒီအကြောင်းအရာတွေနဲ့ ်သက်ပြီးမှရောဆရာအနေနဲ့ဘယ်လိုမြင်ရှိတယ်လဲဆိုတော့ဆွေးနွေးပေးပါအောင်စာတင်ကြောင်းဆိုတဲ့ဟာကကျွန်တော်တို့ဘေချင်းဖွင့်တယ်ဘေဘေချင်းပဲဖွင့်ဖွင့်ဒီပညာရေးအတွက်ဒီကလေးတွေပညာတက်မြောက်နိုင်ရေးအတွက်ဖွင့်တဲ့ဟာအပြစ်မဟုတ်ဘူးပေါ့အဓိကအဖြစ်တော့သူတို့ဒီလိုမျိုးဆေးရုံတို့စာတင်ကြောင်းတို့စောစောပြောလိုမျိုးကျေးရွာဒီအရက်ပြက် ပြင်းမှတ်တင်မာသူတို့ဘုံကျဲတာနဲ့ချက်ချင်းပဲသူတို့အနောက်ကနေ လိုက်ပြီးမှဒီဝါရဖြန့်တဲ့ဟာကဒီဆေးရုံတွေမှာဟိုတော်လန်ရဲ့တပ်ဖွဲ့တွေစခန်းချနေတယ်ကျောင်းတွေမှာတော်လန်ရဲ့တပ်ဖွဲ့တွေစခန်းချနေတယ်ဆူတဲ့ဘုံကြီးကျောင်းတွေမှာတော်လန်ရဲ့စခန်းအဖွဲ့တွေစခန်းချနေတယ်ဆူတဲ့ဟာမျိုးသူတို့က အဲ့လိုမျိုးဒီတည်င်းမားကိုကြေကြေပြန့်ပြန့်ပြန်ဖြစ်သွားအောင်ပြီးရင်ဒီတည်င်းဖတ်တဲ့လူတွေပြည်သူတွေအပေါ်မှာစောစောပြောလိုမျိုးဇွေဇွာအတွေးတွေဖြစ်သွားအောင်တန်ပြတွေဝင်သွားအောင်သူတို့ကရေချက်ချီရှိတာသူတို့ရဲ့ဒီမီဒီယာကိုအသုံးပြုပြီးမှသူတို့ရဲ့လေရင်ဘုံကျတဲ့ဟာတွေကိုအကျူးရှိရှိအသုံးချနေတယ်ဒါစနစ်တကျလုံနေတယ်ဆိုတဲ့ဟာတွေကတဖြည်းဖြည်းနဲ့ပေါ်ပို့ပို့ပြီးမှဒီပေါ်လွင်လာတာပေါ့ဆိုတော့အဓိကဖြစ်တော့ဒီတော်လန်ရဲ့အဖွဲ့တွေရဲ့ပုံရိပ်တွေကိုဖျက်ဆီး းသေးချင်တဲ့အရေချက်အဲဒေါ်လာရဲ့အဖွဲ့တွေရဲ့ပုံရိပ်ဆိုတဲ့ဟာဒီဒေါ်လာရဲ့အဖွဲ့တွေကဒီလူအခွင့်အရေးနဲ့ဒီလူမျိုးစံစင်စံယွန်းတွေနဲ့မကိုက်ညီတဲ့အဲလုတ်ဆောင်ချက်တွေကိုမြေပြင်မှာလုတ်ဆောင်နေတယ်ဆိုတဲ့ဟာမျိုးတူတူကတံပြန်ပြီးမှပုံဖြတ်ဝါဒဖြန့်ချင်တဲ့အရေချက်အဲ့ဒါကအဲအခုနောက်ပိုင်းမှာပိုပြီးမှသူတို့စနစ်တကျလုတ်လာတယ်လို့ကျွန်တော်တို့မြင်တယ်ပြင်ဒီလူမျိုးတူတူဝါဒဖြန့်တဲ့အခါမှာတုံးနိုင်ဖို့အတွက်လဲတူတူကဒီတပ်ပုံတို့ဗီဒီယိုတို့ကိုတူတူက ကစနစ်တကျစူးစီးထားပုံစူးဆောင်းထားပုံရပါတယ်လူအပ်လို့ရှိရင်သူတို့ကထုတ်တုံးမယ်ပေါ့ဒေါ်လာရဲ့အဖွဲတွေကအရင်တုန်းကတပ်ပုံဟောင်းတွေအဗီဂျူမတန်ဟောင်းတွေကိုသူတို့ကထင်ရောက်ထင်မှားဖြစ်နိုင်မဲ့ဟာတွေကိုအဲ့လိုမျိုးဖျက်ကန့်ညက်တွေလုပ်ပြီးမှစနစ်တကျဝါရဖြန့်လာတယ်ပြီးရင်ပြည်သူတွေအပေါ်မှာအဲ့လိုမျိုးတော်လန်ရဲ့ကာလကလည်း၄၅နှစ်ကြာလာတဲ့အခါကျတော့ပြည်သူတွေအသွေးနည်းနည်းများလာတဲ့ကာလမှာသူတို့ကစောစောပြောလိုမျိုးဒီတန်တရားစိတ်တွေကိုပို့ပြီးမှပွားများလာအောင်ကြီးထွား လာအောင်တို့တို့စနစ်တကျပို့ပြီးမှလုတ်လာတယ်တတိမားတွေပို့ပြီးမှဒီဟန်ချက်ကြီးလုတ်လာတယ်ဆိုတဲ့အခါမျိုးကိုတွေးမိပါတယ် ဟုတ်ကဲ့ရှာ bro ဒီလေချောင်းဒီစစ်ကောင်စီဘက်ကပြုလုပ်လာမယ်လေချောင်းအနေနဲ့ပတ်သက်ပြီးပေါ့နော်ဒီကောက်ဝယ်ရမယ်အပိုင်းတွေလည်းရှိမှာတော့သိကြတယ်ပေါ့ဆိုတော့ဒီကောက်ဝယ်ရမယ်ဆိုတဲ့အပိုင်းတွေထပ်ပို့ပြီးမှအခက်အကျလာမယ်အခြေအနေတွေရောရှိမလားဆရာပြီးတော့ဒီနေရာဒေသကိုအုပ်စိုးတာဝန်ယူထားတဲ့ကောက်ဝယ်ရေးအဖွဲ့တွေအနေနဲ့ရောပေါ့နော်ဘာတွေကိုဘယ်အချက်တွေကိုအထူးတတိပြုဆောင်ရွက်ဖို့လိုအပ်လာမလဲပေါ့ဒီနေပညာအပိုင်းပေါ့နော်နေပညာနဲ့ပတ်သက်တဲ့ဟာတွေကပြည်သူတွေကျွန်တော်တို့တွေကကိုကိုနိုင်ကဒီနေ ညာကိုတီးလူဖြစ်စေမတီးလူဖြစ်စေဘောเนาะအဲ့ဒီနီးပညာတွေ ਨੇ ကျွန်တော်တို့ကကင်းလွတ်လို့မရတော့ဘူးတော့လူတိုင်းကဒီပြည်သူလူထုတွေရောဒီဒေါ်လာရဲ့အဖွဲ့အစည်းတဖွဲ့ဝင်တွေအကုန်လုံးကနီးပညာပိုင်းနဲ့ဒီဟာနဲ့နေ့စဉ်သူကအဲ့လိုမျိုးပတ်သက်နေတဲ့ခေတ်နီးပညာခေတ်ဖြစ်နေတဲ့အတွက်အဲ့ဒါလည်းကျွန်တော်တို့အဲတတိထားရမယ့်အချက်တစ်ချက်ပေါ့အဲ့ဒါတချို့ကျွန်တော်တို့ဒီ digital လုံခြုံရေးဆိုရ digital security တို့ပါတော့အဲ့လိုမျိုးပညာပေးတဲ့ခန်းကဏ္ဍတွေကလုံးကြတာပေါ့နော်ဒါအ ါပေမဲ့အစိုးရပြောမျိုးကျွန်တော်တို့ကပြည်သူတန်းနဲ့ရှိရဲ့ပြည်သူတွေကိုဒီလိုမျိုးတနေ့တခြားတူတဲ့ပြောင်းလဲနေတဲ့နေပညာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ကဒီ digital security ဆိုမှပညာပေးတဲ့အခန်းကဏ္ဍလူအပ်ပင်မဲ့အဲ့ဒါရခိုင်နှုန်းအပြည့်အဝထိရောက်မှာတော့ မဟုတ်ဘူးလို့ကျွန်တော်အဲ့လိုစဉ်းစားမိတယ်။ဒါပေမဲ့တခါလီကျရင်ကျွန်တော်တို့ကဒီ digital နီးပညာလုံခြုံမှုဆိုတဲ့ဒီဒီလုံခြုံမှုတွေကိုမတိလို့မဟုတ်ဘဲနဲ့နီးပညာမပါတဲ့ဟာတွေကြောင့်လည်းကျွန်တော်တို့ရဲ့လုံခြုံမှုကိုတွားပြီးမှအဲတိခိုက်စေတဲ့ဟာရှိရပါတော့။ဥပမာဒီကျွန်တော်ကျွန်တော်တို့ကဒီ digital လုံခြုံရေးဆိုတဲ့အလုံခြုံရေးနဲ့ပတ်သက်တဲ့ဟာတွေကိုတိထားရင်လည်းကိုယ့်ရဲ့အပြုအမူပေါ့ကိုယ့်ရဲ့အလေအထတွေကပြင်ကိုယ့်ရဲ့စဉ်းစားတွေးခေါ်မှုတွေက ဒီဟာကိုအဲအလေထမလို့ဘူးကိုယ့်ရဲ့အလေထအမှုအကျင့်အဖြစ်မတုံ့ဆွဲဘူးဆိုရင်တည်ထားရင်လည်းတခါလေဒါအလုံးချုံမှုမဖြစ်စေတဲ့ဟာမျိုးနေလဲရှိတာပေါ့တခါလေနီးပညာနဲ့မပတ်သက်ပဲနဲ့လဲကျွန်တော်တို့ရဲ့လုံချုံရေးဆံရစီးဖောက်သွားတဲ့ဟာလဲရှိနေတာပေါ့နော်ပြန်နောက်တစ်ခုကဒီခုစဉ်းစားကြည့်ရင်ဒီစစ်ကောင်စီကဘာဖြစ်စေခြင်းလဲဘာကိုရေးအာရေရွယ်ပြီးမှလှုပ်ဆောင်နေလဲဆိုရင်ဒီတူတူကပြည်သူတွေအချင်းချင်းကြားမှာအပြ ြင်တော်လိုင်းရဲ့ဖွဲ့တွေနဲ့ဒီပြည်သူလူရှားမှာနောက်တစ်ခုကဒီတော်လိုင်းရဲ့တပ်ဖွဲ့ဝင်တွေအချင်းချင်းရှားမှာရောပေါ့နော်ပြီးရင်ကျွန်တော်တို့တတိယမီဒီယာတွေအပါအဝင် အားလုံးကိုတယောက်နဲ့တယောက်မယုံတင်ကာဖြစ်အောင်တန်ပြစိတ်တွေဖြစ်အောင်ဒီရှိနေတဲ့တန်ပြစိတ်တွေကိုပုံပြီးမှကြီးထွားလာအောင်စစ်ကောင်စီကတော့ရည်ရွယ်ချက်ရှိရှိနဲ့ကျွန်တော်တို့ကိုလှုပ်ဆောင်နေတယ်လို့ကျွန်တော်တို့မြင်တာပေါ့နော်ဒါကြောင့်မို့တခါလေကျွန်တော်တို့ဒီတတိယမီဒီယာတွေကြောင့်စစ်ကောင်စီလေရင်ဘုံကျဲရတာဆိုတဲ့ဟာ ာမျိုးတွေအထိဒီကျွန်တော်တို့ချင်းချင်းကြားမှာတန်တရားတွေဖြစ်လာတဲ့ဟာရှိရဲအဲဒါတွေကစစ်ကောင်စီကပြောကျင်တဲ့ဟာအဲဒီလိုမျိုးကျွန်တော်တို့ရဲ့ကြားထဲမှာတန်တရားတွေဖြစ်နေရင်ဒီတန်တရားစိတ်တွေပုံပြီးမှကြီးထားလာအောင်သူကလှုပ်ရှင်တဲ့တဘောမျိုးပေါ့ဆိုတော့ဒီလိုတန်တရားတွေပွားလာရင်ကြီးထွားလာလို့ရှိရင်ဒီတန်တရားတွေပွားများနေတဲ့ခြေနေမျိုးမှာသူတို့ဖြန့်ရှင်တဲ့ဒီဝါဒဖြန့်တင်းတွေပြင်းဒီမဟုတ်မမှန်ပေါ့နော်ဂျင်းထည့်ရှင်တဲ့တင်းတွေကပုံပြီးမှထိထိရရဖြစ်အောင် င်သူတို့ဝါဒဖြန့်ဖို့လွယ်ကူတာပေါ့ဒါကြောင့်မို့ဒီတော်လန်ရဲ့အဖွဲ့တွေပဲကတော့ဒီစစ်စစ်ကောင်စီရဲ့လေနဲ့ဘုံကျဲတဲ့ဟာတွေကတိတိယောက်ယောက်မတုံ့ပြန်နိုင်ရင်တောင်မှမြေပြင်မှာစစ်ကောင်စီဘက်ကနေတန်ပြန်ထူးစစ်စင်တဲ့အပိုင်းမှာ အာသာချက်တွေဖြစ်မလာအောင်ဒီတော်လန်ရဲ့အဖွဲ့တွေကဟန်ချက်ညီတဲ့ဒီစစ်စင်ရေးတွေဆက်ပြီးမှညီညွတ်နေဖို့လိုအပ်တယ်လို့ပဲကျွန်တော်ကနေကုန်းချုပ်ချင်တာပေါ့ဟုတ်ကဲ့ဆရာအခုလိုမျိုးဆွေးနွေးပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆရာဟုတ်ကဲ့အချင်းပေး ကိုကြီးစုအားပေးတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်